နေ့ကဝါစင်ကရှစ်မျိုးထဲမှာမှနောင်းကိုတင်ပြသွားပြီအဲ့တော့ဒီနေ့ဆင်မတို့ဘာတင်မလဲဆိုရင် buff buff ဟုတ်တယ်ကဲ buff ဆိုတာလေးဘာလဲ free yes korea ဆိုပါလေယူခြင်းဖြစ်ခြင်းရှင်ခြင်းကိုပြတာအဲ့တော့ပြူတာတွေဖြစ်တာတွေရှိတာတွေဆိုတော့ဘာတွေဆင်မတို့စဉ်းစားရမလဲဘာတွေစဉ်းစားလို့ရမလဲလှုပ်ရှားမှုတတ်ဆိုင်တဲ့ဟာတွေကိုစဉ်းစားမယ်เนาะအဲ့တော့လှုပ်ရှားတာကိုဆင်မတို့ကဘာလို့ခေါ်လဲဆိုရင် action verb လို့ခေါ်တယ် ဟုတ်နော် verb ဆိုတာဒီကရိယာပါမလေးရတဲ့နဲ့ noun နဲ့တူလားမတူဘူးလုံးဝလုံးဝကွဲတယ်နော်အဲ့တော့ action verb လေးစကြည့်မယ်အဲ့တော့ action verb ဆိုတာဒီဘာလဲဆိုလို့ရှိရင်ညီမတို့ကအဲ့ဒါဒီ look sharp move ကရိယာအဲ့တော့ look sharp နဲ့တက်ဆိုင်တာတို့တွေဘာဖြစ်မလဲဟဲ့အဲ့ဘောက်တာလဲ ပြေးတာ yes ပြေးတာဘယ်လိုခေါ်လဲအင်္ဂလိပ်လို run run တော်တယ်နောက်တစ်ခုလမ်းလျှောက်တာလမ်းလျှောက်တာဘယ်လိုခေါ်လဲ walk ရာဒါပဲပေါ့နောက်တစ်လုံးလေး stand stand yes မတည့်ရတာဟုတ်တယ် sit sit ထိုင်တာဟုတ်တယ်ဟမ်ဟုတ်တယ်ဤစားတာဟာ drink yeah drink တောက်တာ push တော်ပြီညာပါပြီ but ရပြီနော်အဲ့လှူရှာမှုနဲ့တက်ဆိုင်တာဆိုရင်ဘာဘက်သုံးမယ် action verb ပြန်ပြောမယ်လှူရှောင်းမှုနဲ့သက်ဆိုင်တာဆိုပါပဲပါ action verb ဟုတ်ပြီနောက်တစ်ခုဆက်မယ်နော်ဟုတ်ပါ linking verb တဲ့ linking ဆိုတာတိရ link ဆိုတာဒီဆက်မှာတော့ဘာလို့တာလဲဆိုရင်ချိတ်တစ်ခုနဲ့တစ်ခုချိတ်လိုက်တာချိတ်လိုက်တာအဲ linking verb ဆိုတာဒီချိတ်ပေးတာအဲ့ဒီချိတ်ပေးတာဒီဘာလဲဆိုလို့ချိတ်ဆက်ကရိယာမတင်ဘူးသေးတယ်ခြားကြည့်တော့ပါ လင်ကင်ပပ်ဆိုတာဘာလဲချေဆာသရီလာဘာလဲအိဇံပဲပြောပါပါဆိုရင်ငါလုံးပဲပြောပါရဲလဲအမ် is ours ဝဲဒါပဲအဲ့ဒါဒီချိတ်ပေးတာဘလို့ချိတ်တာလဲဆိုတော့ငါငါကအကြောင်းသား i is student ရှိလား No မရှိဘူး I am a student ဟုတ်တယ်နော်ငါကစမစ် I စမစ်လို့ရှိတာရှိပါ No I am Smith သူက Austin He Austin ရှိလားမရှိဘူးဒါဆိုရင် he is austin အဲ့ဒါဒီကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုတော့ compliment လို့ခေါ်တယ်အဖြစ်ပုံလေးကိုချိန်ပေးရတဲ့အတွက်ကြောင့်မို့ကျွန်တော်က linking verb လို့ခေါ်တယ် amisa words ဖြစ်တယ်နှစ်မျိုးရှိသွားပြီ နောက်တစ်မျိုး helping verb အဲ့ဒါကိုအင်္ဂလိပ်လိုနောက်တစ်မျိုး auxiliary လို့ခေါ်တယ်ဆိုကြည့်ရအောင် auxiliary 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 helping verb တို့မဟုတ် auxiliary verb အဲ့တော့ auxiliary verb helping verb ဆိုတာမြမလိုပါလဲဆိုလို့ yes အကူကရိယာအကူဆိုရတဲ့ကြောင့်မလို့သူရဲ့အဓိပ္ပာယ်ဒီအကူအစင်ပဲရှိမယ်အဓိကမဟုတ်ဘူးနော်ဟုတ်လားအကူမှာကူပေးမှာအဲ့တော့ဘာတွေကူပေးမှာလဲဆိုလို့ရှိရင်ကျမတို့ကတဲ့ ဟမ်โอ้โหกูไปด่าสว่าดิสมมุติสมมุติ tense ตินทาไปดา present tense เย present continuous tense ဒါဆိုရင် present continuous tense မှာကျွန်တော်တို့ဘာတွေဘာတွေပါလဲဆိုလို့ရှိရင် am is are plus verb ing present perfect tense မှာဆိုရင် has have plus verb 3အဲ့နေရာမှာ has have has ဒီအဲ့ဒါဘာတွေလဲဆိုရင် agree ရတယ် has have had the အကူကရိယာနောက်တစ်ခုအဲ့ဒီမှာ am is ငါသွားနေရဆိုဘယ်လိုပြောမလဲ I am going I'm going အဲ့ညာမှာ I am going ဒီ am am ဒီဘယ်သူ့အကူညီပေးရလဲ going ကိုအကူညီပေးတာဒါကြောင့်မို့ am am ဒီအဲ့ဒါဒီအကူကရိယာဖြစ်သွားအပေါ်က am နဲ့သက်ဆိုင်လားဟဲ့ no မဆိုင်ဘူးနော်အောက်က am ဒီဘာကိုကူပေးမှာလဲကရိယာကိုကူပေးမှာဟုတ်လားငါစားနေတယ် am eating. I am eating လို့ပဲပြောတယ် I eat လို့ပြောလို့မရအောင် I eating လို့မရှိတော့ဒါဆိုရင်အဲ့ဒီ eating လေးကိုအကူအညီပေးတာ present continuous tense ဖြစ်သွားအောင်လို့ဘာလေးကအကူအညီပေးတာ am ကအကူအညီပေးတာဒါကြောင့်မို့ am the အကူကရိယာ have been verb သဘောပေါက်မလားသဘောပေါက်မလားရပြီနော်အဲ့ဒီတိုင်းပဲ am is are တခါလေးကြာရင် be be လဲပါနိုင်တယ် be be လဲပါနိုင်နော်နောက်ကနေဆက်သွားမယ်ကြည့်နောက်တစ်ခု modal verb မော်ရယ်ဘက်တွေပါလေမော်ရယ်ဆိုတာသိလားမော်ရယ်ပြတာမော်ရယ်ကောင်းမလေးလားဟမ်မော်ရယ်ကောင်းမလေးလားမဟုတ်ဘူးနော်မော်ရယ်ကောင်းမလေးမဟုတ်ဘူးနော်အဲ့ဒါ M O D E ရမော်ရယ်ကောင်းမလေးချောချောလေးလေမြင်ဘူးလားမြင်ဘူးမြင်ဘူးအီးသေးတယ်မြင်ဘူးသေးကြလို့လားဘာငါတပိလေးကိုကြည့်ရတာမော်ရယ်ပဲအဲ့ modern bus ဆိုတာဒီကျမတို့ဒီနေရာမှာ modern ဆိုတာဒီဘာလို့ပြောရလဲဆိုလို့ရှိရင်သူဒီ CN ကံဖြစ်နိုင်ခြေကိုပြောတာဟုတ်ပြီနော်ဖြစ်နိုင်ခြေလုံးလိမ့်မယ်ဘယ်တော့လုံးမှာလဲလုံးသိနေလုံးကိုလုံးရမယ်ဒါမျိုးတွေကျမတို့က modern bus ဆိုတာခေါ်တယ်ခါခိုးဝဲဝိုးရှဲမြန်မာလိုမထဲတော့ဘူးရှို့ မေမမတ်တခါလေး have to going to နောက်တစ်ခု out to အဲ့ဒါတွေပါပါတယ်ဟုတ်လားအဲ့မှာအများကြီးကြံသေးအောင်မယ်နော်ကျွန်မကတော့နည်းနည်းလေးပဲဒါတော့မှမနေတော့ပါဘူးနော်ဟုတ်လားကြည့်ပြန်ပြော modern verb တွေမြန်မာလိုမလုပ်တော့ဘူးနော်ကြည့်ပြော modern verb တွေကဘာလဲပြန်ပြောပါ မှဆင်မလို့ဘာပဲလိုက်မလဲဆိုရင် verb 1ပဲလိုက်မယ်အဲ့ဒီ verb 1ကို तू ကမလုပ်ပေးရလဲဆိုတော့ပါရမယ်ဗောနော်အဲ့ဒီ verb 1ကိုကုညီပေးရလို့လဲခေါ်လို့ရဒါပေမဲ့ तू ဒီ auxiliary မှာတော့ပါတယ်တခါလေးကြာရယ်နော်အဲ့တော့ဒါဆင်မတို့က model verb လို့ပဲတည်တံ့ခွဲချက်